အာဆင်နယ်ကအင်းဆစ်ကိုလူဆုံးထုတ်ပြီးအနိုင်ခံပေးလို့တမ်မစင်ရတော့တဲ့ United စကောတင်ဖိုင်နယ်အတွက်ကတော့သတင်းကောင်းပါပဲမနေ့ကကစားခဲ့တဲ့ပရီးမီယာလိဂ်ပွဲအဆင့်အပြင်မှာ United တို့ရှုံးခဲ့ပေမဲ့တပတ်ကအင်းဆစ်ကိုလည်းအာဆင်နယ်ကအနိုင်ခံလိုက်တာကြောင့်လာမယ့်ရာသီမှာ United တို့တန်းဆင်းရမှာမဟုတ်တော့ပါဘူးဒါကြောင့်လာမယ့်ရာသီပရီးမီယာလိဂ်မှာအလုတကာကြီး United ကိုဆက်လက်မြင်တွေ့ရအောင်မှာဖြစ်ပါရင်ဒီအနေမှာအချိန်တွေမကောင်းလို့ဘေးရင်ပြောင်းမနေရတဲ့ United တို့ဟာအယုံနဲ့အမျက်မြေအထူးတော်ကြီးပေးနေကြတာဖြစ်ပြီးတချို့အသင်းတွေဆိုရင်အပတ်တိုင်း United နဲ့ပဲကန့်ကျင်နေဆိုတာတွေတောင်ဖြစ်ကုန်ကြပါပြီ ဟုတ်ပါရင်ဒီအားဒီမှာ United တို့အဖေကအသင်းချင်းရင်လည်းမနိုင်ဘူးအသင်းငယ်ဆိုရင်လည်းမနိုင်ဘူးအင်ကွင်းမှာဆိုရင်လည်းမနိုင်ဘူးအဝေးကွင်းမှာလည်းမနိုင်ဘူးကြားကွင်းကံလည်းမနိုင်ဘူးစနေကံလည်းမနိုင်ဘူးတင်းတွေကံလည်းမနိုင်ဘူးလူစုံလည်းမနိုင်ဘူးလူမစုံလည်းမနိုင်ဘူးဆိုတော့ Premier League မှာဖြစ်ချင်တိုင်းကိုဖြစ်နေကြတာပါ ိုင်ငံပွဲပြီးခဲ့တဲ့က Premier League မှာအနိုင်ဆိုတာဘာမှမသိကြသေးတဲ့ United တို့ဟာ Europa League မှာတော့ကမ်းပတ်နဲ့ semi-final အထိကိုတက်ရောက်ထားခဲ့ကြပါရီ။ဒါကြောင့်လဲ Emery ကိုယ်တိုင်က Premier League ကိုအာရုံမစိုက်ဘဲ Europa League ကိုပဲ outside တော့မှာဖြစ်ကြောင်းအတီလင်းပြောဆိုထားတာကြောင့်လာမယ့်ပွဲတွေမှာ United ရဲ့အလှူတော်မင်္ဂလာပွဲကြီးကိုဆက်လက်မြင်တွေ့သွားရအောင်မှာဖြစ်ပါရီ။ဒီနေ့အားရနေပွဲမှာ3-2နဲ့ကစားကုန်တဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာ Highland ကိုအထောင်ထားကဂါနာချိုမိုင်နီလိုနဲ့တွေ့ပေးထားပါရင်ခွင်းနဲ့မှာတော့ Uga Din နဲ့ Erison တို့ပွဲထွက်လာပြီးဝင်းဖက်တွေအပြင်အာမတ်နဲ့ဒိုဂူတို့ကိုခင်းကျင်းသွားခဲ့ပါရင် ကိုလမကတော့အွန်နနာပဲဖြစ်ပြီးနောက်တန်းမှာမာဇာရာဗီလင်းနီလော့နဲ့ဖရန်ဆစ်စင်တို့ကိုပွဲထွက်လာခဲ့ပါတယ်။ဘိုးဘက်ကလည်း၃နေနေ့တက္ကစားကပေါ်မှာလာစင်ချူဝါနိုရီဂိုမတ်စီမီတို့စုဖွဲ့နေပဲယူနိုက်တက်ကိုရင်ဆိုင်လာခဲ့ပါတယ်။ပွဲစားတဲ့ဆိုတာနဲ့ယူနိုက်တက်တို့ကပဲအင်ရှင်ပီပီဘောလုံးပိုင်ဆိုင်မှုအတာနဲ့ဖိအားပေးကစားဖို့ကြိုးစားလာခဲ့တယ်လို့ဘိုးဘက်ကလည်းခက်မှမှတုံ့ပြန်ခဲ့ပါတယ်။ယူနိုက်တက်အတိုင်းစစ်စင်မှုတွေကထိရောက်မှုမရှိပဲ ခွင့်ဖန်နေမှုတွေကိုလည်းမြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ဘူဘက်ကလည်းတုတ်ပြန်မှုကောင်းခဲ့ပြီးတမန်တိုင်းစစ်ကလည်း United ကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါရင်ဝယ်ချိန်နဲ့စမ်းသပ်မယ့်မှာဆိုရင် United ရဲ့အမားကလည်းစင်မီတို့ကအဝေးကန်ချက်ဖြင့်ကိုးရဖို့ကြိုးစားခဲ့ပေမဲ့ဂိုဘာရန်ကိုကြော်တက်သွားခဲ့ပါရင်အဲနောက် United ဘက်ကလည်းပြန်လည်ဖိအားပေးဖို့ကြိုးစားလာခဲ့ပြီး final တက်သေးကိုဖျက်တင်ဖို့နေမကြာခဏပေးဖို့နိုင်ပေမဲ့အဆုံးသတ်မဲ့သူကမရှိဖြစ်နေခဲ့ပါရင် ပွဲချင်း33မိနစ်မှာတော့ free kick ကနေ error sin တိုင်းရဲ့ဂိုးသွင်းယူမှုကြိုးစားခဲ့ရမှာဘူဂိုးသမားကကာကွယ်သွားနိုင်ခဲ့ပါတယ် United ဟာပွဲချင်းမိနစ်30နောက်ပိုင်းမှာလည်းကစားပုံတော်တော်လေးကောင်းခဲ့ပြီးအခွင့်အရေးတွေဆက်လိုက်ဖန်နေနိုင်ခဲ့ပေမဲ့တိုင်းစစ်ကအမှိုက်ပစ်နေတာကြောင့်ကိုးရဖို့ရုန်းကန်နေရပါတယ်ဒုတိယပိုင်းမှာတော့ United တို့အထာနေနေတာကိုခွင့်ကောင်းယူပြီးဘူဘက်ကပြန်လည်ဖိအားပေးထားနိုင်ခဲ့ပါတယ်ဘူဘက်ကလည်းအမြင်ပေါ်အားသာချက်ကိုရယူပြီးတော့ United ဘက်ကိုချင်းချောင်းမှုတွေပြုလုပ်လာနိုင်ခဲ့ပါတယ်ဝင်းချင်း63မိနစ်မှာတော့ Eric Sen နဲ့ Garnacho ရဲ့ဒွဲလုံးခါနေ Garnacho ရဲ့ဖြတ်ချိုးပေးမှုကို Wylan အဆုံးသက်ရမှာလွှဲချော်သွားခဲ့ပါတယ် နောက်ပိုင်းမှာ United ဘက်ကဒါတော့ Bruno တို့ကိုထည့်သွင်းခဲ့ပေမဲ့ဂိုးရဖို့ရုန်းကန်ခဲ့ရပါရင်ပွဲချိန်83မိနစ်မှာဂါနာချွဲဖျက်ချိုးပေးမှုကို Bruno အပိုင်ဆုံးတက်ခွင့်ရခဲ့ပေမဲ့ကန်ချက်ကလွဲချော်သွားခဲ့ပါရီပွဲချိန်89မိနစ်မှာတော့ဝိုးဘွက်ကဥဆောင်ရသွားခဲ့ပြီး Free kick ကနေတဆင့် Sarabia ကဓာတ်ရိုက်သွင်းယူသွားခဲ့တာဖြစ်ပါရင်ဥဆောင်ကိုပေးလိုက်ရပြီးတဲ့နောက် United ဘက်ကပြန်လည်ဖိအားပေးမှုတချို့ပြုလုပ်လာနိုင်ခဲ့ပြီးပွဲချိန်83မိနစ်မှာ Bruno အပိုင်ကန်ခွင့်ထိန်းရခဲ့ပေမဲ့ဂိုးပါးတန်းကိုကျော်တက်သွားခဲ့ပါရီ လက်ချက်ပွဲချင်းတွေမှာဝူဘက်ကလည်းအနိုင်ရလက်ကိုထိန်းကစားလာခဲ့တာကြောင့် United တို့လောရကံရခက်ခဲလာခဲ့ပြီးအိမ်ခွင်းမှာရှုံးဝဲကြုံတွေ့သွားခဲ့ရတာဖြစ်ပါရင် United ဟာဒီရှုံးဝဲကြောင့်လက်ရှိရာဒီ Premier League မှာရှုံးဝဲ15ပွဲထိကြုံတွေ့သွားခဲ့ရပြီဖြစ်ပါရင်ဒါဟာသူတို့အသင်းရဲ့တမိုင်းတစ်လျှောက်မှာပထမဆုံးအကြိမ်လည်းဖြစ်ပါရင်ဒါအပြင်လက်ရှိချိန်မှာ United အသင်းဟာရမှတ်38မှတ်တာရရှိထားပြီးလက်ချက်ပွဲစဉ်15ပွဲစလုံးကိုအနိုင်ရရှိခဲ့ရတော့မှာပြီးခဲ့တဲ့ရာသီတုန်းကရမှတ်အနည်းဆုံးဖြစ်ခဲ့တဲ့ရာသီကို လိုက်မိနိုင်မှာမဟုတ်တော့ပင်ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ရမှတ်အနည်းဆုံးရရှိတဲ့ရာသီဖြင့်မှတ်တမ်းဝင်သွားတော့မှလည်းဖြစ်ပါရင်